ကဲမင်္ဂလာပါမျိုးတို့ရေဒီကနေ့ကတော့เนาะတပတ်စာတပတ်ပြီးသွားတယ်ဆိုရင်အခွင့်အရေးလေးပေါ့ဟုတ်လားအဲပြီးခဲ့တဲ့တောက်ကြနေရဆိုရင်ကျွန်တော်တို့ကဘာတွေခံလဲရသလဲဆိုတဲ့အခါကျတော့6မနေ့ပိုင်း60မှာကီထိတ်လဲထွက်တယ်ကီလဲထွက်တယ်ဒီမှာဒီကီရလဲထွက်တယ်ဒီကီရလဲထွက်တယ်နောက်တော့ကညနေပိုင်း6မှာလဲဒီကီရလဲထွက်တယ်ဒီကီရလဲထွက်တယ်အကုန်လုံးကတောင်းအောင်ကြည့်တယ်ဒါပေမဲ့ကျွန်တော်တို့ဒီ2031ချင်းက ကျွန်တော်ဝမ်းကြီးအဖြစ်နဲ့ကစားနေတော့တော်တော်ကြာပြီကျွန်တော်စမ်းတက်နေတာဗောနောပထမတော့ကျွန်တော်တို့ကီးအနေနဲ့ကစားတာတော့ညခွန်၃ညဆို၃ညဆိုပြီးရိုက်သွားဒါပေမဲ့ကျွန်တော်တို့ကဒီညခွန်ဝမ်းကြီးကအပေါ်အောက်တူညီရဲ့အတွက်ညခွန်တပြားဆိုတာကနှစ်နှစ်ရဲ့အတွင်းထွက်ရတာဆိုတော့ကျွန်တော်တို့ဒီတောက်ကြနေရထွက်မသွားတဲ့တင်းလာနေမှာတော့ညခွန်တပြားကတတိထားရမယ်အရာတော့ဖြစ်တယ်เนาะနောက်တစ်ခါကျွန်တော်တို့2 4 6ကလည်းဒီတိုင်းပဲ6ပရိတ်ကော6ပရိတ်ကောထွက်သွားခဲ့တယ်เนาะ အကုန်လုံးမှန်ခဲ့တယ်ဒါပေမဲ့ကျွန်တော်တို့ပေါက်ကနန်းကိုရအောင်ကိုမလုပ်နိုင်ဘူးကျွန်တော်ကိုကိုယ်တိုင်ကညံ့နေပေါ့နော်ပေါက်ကနန်းကိုရအောင်မဖမ်းနိုင်ဘူးဖြစ်နေတယ်ပေါ့နော်ကဲအဲ့တော့ကျွန်တော်တို့အဲ့တွေလည်းကိုယ့်ကိုယ်လည်းအားမလို့အားမရဖြစ်တယ်ကိုယ့်လူတွေအတွက်လည်းစိတ်မကောင်းဘူးပေါ့နော်ပေါက်ဟာဖြစ်စေခြင်းနဲ့ရစေခြင်းနဲ့ပေါ့နော်ကဲအဲ့တော့ကျွန်တော်တို့20လေးပဲစလိုက်မယ်ဗျာနော်အဲ့တော့635ကိုကစမယ်ဗျာအဲ့တော့6 3 5 ကိုကောင်ညာ9ခွန်နှစ်ကောင်ညာ9ခွန်နှစ်တိတိ3ခွန်ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်မျက်မှန်ဝါးအဲ့တော့ကျွန်တော်တို့အဲ့ဒါကိုတွက်ပါမယ်အဲ့ဒါကိုတွက်မယ်ဆိုတဲ့အခါကျဘလို့တွက်မလဲဆိုတဲ့အခါကျတော့ဒီ6ရဲ့တဲ့ဒီ9ရဲ့ပေါင်းပါမယ်တဲ့9နဲ့9ပေါင်းတော့6ပါတဲ့ 6ရဲ့ပါဝါ1 1ရဲ့နှက်ခက်က8 6 8ဆိုတဲ့ကီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာကြီးထွက်သွားသလဲဆိုတဲ့အခါကျတော့8 4တဲ့เนาะ8 4မှာကျွန်တော်တို့8တလုံးထိပြီးအောင်ခဲ့ပါတယ်မျိုးတို့ဟမ်ခွန်8တဲ့ခွန်8မှာလည်းဒီလိုပါပဲ8တလုံးမဲ့ထပ်တည်ပြီးညာရောမနဲ့ကောအောင်ခဲ့ပါတယ်ဗျာကြီးတွေကတော့เนาะ တခါတလေပဲဖောက်တယ်နော်ဟိုမဖောက်ဘူးတော့မရှိဘူးဖောက်တဲ့အခါတော့ရှိရဒါပေမဲ့များသောအပြင်ကီးတွေအားတော့တကယ်ကိုမာမာထန်တယ်နဲ့အဲ့တော့ကျွန်တော်ပြောချင်တာကကျွန်တော်ရဲ့ဟိုအားနေချက်တွေကကနန်းထုတ်တာတာလွန်ချက်တွေကကီးတွေရှာတာအဲ့တော့ကျွန်တော်ပြောတာကကျွန်တော်ရဲ့ထုတ်ကနန်းနေလဲကြီးပဲလဲအာမကိုနဲ့ကိုဖာကိုလဲကျွန်တော်ရဲ့ကီးလေးတွေနဲ့ကန့်ညီတာလေးတွေကိုစဉ်းစားကြပါလို့ကျွန်တော်အနေနဲ့ပြောချင်ပါဗျာနော်အကုန်လုံးတော့ကျွန်တော်တော့ပေါက်စိတ်ကျင်တာပဲနော်ကျွန်တော်လည်းတန်းတိုင်းတော့ကြိုးစားသို့တော့ညာလဲကျွန်တော်အပဲကန့်ခီးနေတာပေါ့နော် ဲ့တော့နှင်းငါ2နှစ်3ညကနန်းနေရာပေးပြီးကိုကမိအောင်မဖမ်းနိုင်တာ3ညငါ1 9 9 9ငါ963ညတဲ့963ညပြန်ကနန်းနေထွက်တာတော့မှကြီးတရာမပြတ်ဘူးเนาะအဲ့ဒါတော့မှကျွန်တော်ကမိအောင်မဖမ်းနိုင်ဘူးတဲ့เนาะအဲ့တော့အဲ့မှာတွက်မဲ့ဆိုရင်ဒီ3ညရဲ့ဒီ3ညရဲ့ပေါင်း3ညရတဲ့3ညရဲ့ပါပါ9 9ရဲ့နှစ်ခက်က3 353ဆိုတဲ့ကီးတုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာကြီးထွက်သွားသလဲဆိုတဲ့အခါကျတော့နှစ်ခွန်နဲ့မအောင်ပါဘူးဗျာ3ခွန်နဲ့3ခွန်မှာတော့3တလုံးထိပြီးအောင်ခဲ့ပါတယ်အမျိုးတို့ကဲနောက်တစ်ပြောင်းတွက်ပါမယ်ကောင်းညာလေးကိုတုံညာခွန်လေးကိုကို 6ခွန်ရှိဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တွက်ပါမယ်အဲ့ဒါကိုတွက်မယ်ဆိုတဲ့အခါကျတော့ဒီ3ညရဲ့ဒီ6ကပေါ့ shopping ဘလို့ဖြစ်ကောဒီခရမ်းအောင်လည်းပြောင်းဒီဒီ3ညနဲ့ဒီ6နဲ့ပေါင်းတော့8ပါတဲ့နော်8ရဲ့ပါဝါ3 3ရဲ့နှစ်ခက်က5 8 3ဆိုတဲ့ကီ3လုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားတယ်လဲဆိုတဲ့အခါကျတော့3ညလေး3ညလေးတဲ့မအောင်ပါဘူးဗျ

ရှင်းရပါပါ3တောင်းရနှစ်ခက်က9 8 3ဆိုတာပဲထပ်ထွက်ရပါဦးမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာတွေထွက်သွားလဲကြည့်လဲရအောင်ခွန်8တဲ့ခွန်8မှာကျွန်တော်တို့8တလုံးထိပ်ပြီးအောင်ခဲ့ပါတယ်8 6 6တဲ့8 6မှာလည်း8တလုံးပဲထပ်ထိပ်ပြီးညာရောမနေ့ကောထပ်အောင်မြန်ပါတယ်ဗျကဲနောက်တစ်ပြင်တွက်ပါမယ်6ခွန်8 6ခွန်8 6ခွန်8 ်တစ်ခွန်နဲ့နင်းနှင်း93နင်းနှင်း93ဆိုပြီးဒီလိုမျိုးကျွန်တော်ထပ်ထားပါတယ်အဲ့ဒါကိုကျွန်တော်တွက်ပါမယ်တွက်မယ်ဆိုတဲ့အခါကျတော့ဒီ၄ရဲ့တဲ့ဒီ3ရဲ့ပေါင်းခွန်ပါတဲ့ခွန်ရဲ့ပါဝါနှင်းနှင်းရဲ့နှက်ခက်က၄ခွန်နှင်း၄ဆိုတဲ့ကီ3လုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုတဲ့အခါကျတော့26 26တဲ့26မှာကျွန်တော်တို့2တလုံးထိပ်ပြီးအောင်ခဲ့ပါတယ် ့3ညခွန်နဲ့3ညခွန်မှာလဲခွန်တလုံးထိပြီးညာရောမနဲ့ကောထပ်အောင်မြန်ပါလေဗျကဲနောက်တစ်ပြင်တော့တက်ပါမယ်9216 9216 16 16 16 8952ရှစ်ခွန်9ရက်ရှစ်ခွန်9ရက်ဆိုပြီးတော့ဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါလေးကိုကျွန်တော်တို့တွက်ပါမယ်တွက်မယ်ဆိုတဲ့အခါကျတော့6ရက်2ရက်ပေါင်း

ရှင်ငါကိုငါဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တို့တွက်ပါမယ်တွက်မယ်ဆိုတဲ့အခါကျတော့6နဲ့9နဲ့ပေါင်း1ပါတယ်1ရဲ့ပါဝါ6 6ရဲ့နှစ်ခါက9ကို169ဆိုတဲ့ကီးသုံးလုံးဒီဘင်မှာထွက်ရမယ်တဲ့နော်အဲ့မှာကျွန်တော်တို့ဘာထွက်သွားလဲကြည့်လိုက်ရအောင်6 9 65မှာ6တလုံးထိပြီးအောင်ခဲ့ပါတယ် ိုးရှိတဲ့ကိုးရှိမှာလဲကျွန်တော်တို့ကိုးတလုံးမဲ့ထပ်ကြည့်ပြီးညောင်းမနဲ့ကောထပ်အောင်မြန်ပါတယ်ဗျ။ကဲနောက်တစ်ပြောင်းတက်ပါမယ်65 69တဲ့8821 8821တဲ့9045 9045ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထပ်ထားပါတယ်အဲ့ဒါကိုကျွန်တော်တို့တက်ပါမယ်အဲ့ဒါကိုတက်မယ်ဆိုတဲ့အခါကျတော့ဒီ9ရဲ့တဲ့ဒီ9ရဲ့ပေါင်း လေးတဲ့လေးရဲ့ပါဝါ6တဲ့ကိုယ့်ရဲ့နှက်ခတ်က6တဲ့4 6ဆိုတဲ့ကီး3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာတွေထွက်သွားသလဲဆိုတဲ့အခါကျတော့4 3 4 3နဲ့4 3မှာ4တလုံးထိပြီးအောင်ခဲ့ပါတယ်3ည9 3ည9နဲ့3 9မှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျကဲအဲ့တော့ကျွန်တော်တို့တင်းနေလာနေအတွက်ကီးလေးထုတ်ကြည့်လိုက်ရအောင်1 5 7 3 2 5 7 3 3168 3168 6395ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါလေးကိုကျွန်တော်တို့တွက်ပါမယ်တွက်မယ်ဆိုတဲ့အခါကျတော့ဒီ3ရဲ့တဲ့ဒီ9ရဲ့ပေါင်း8 8ရဲ့ပါဝါ3 3ရဲ့နှစ်ခက်က9 8 35ဆိုတဲ့ကီး3လုံးဒီအပြင်မှာထွက်ရမယ်တဲ့ကဲအကောင်ကြီးကျွန်တော်တို့ကီးထိတ်ကလေးတွေနဲ့စဉ်းစားလဲရအောင်မျိုးတို့ရေကီးထိတ်ကီးထိတ်ကဒီကနေ့ကီးထိတ်ကတော့ကီးထိတ်တွေကတော့စတိုက်ကိုမှန်သွားခဲ့ရေနော်ကီးထိတ်ကဒီကနေ့ဘာလဲဆိုတော့ 694ပါတဲ့နော်ခုနကီယိုယိုကကျွန်တော်တို့ဗာလဲဆိုတဲ့အခါကျတော့ကီယိုက835တဲ့835အဲ့တော့ကျွန်တော်ကတော့ထုံးကြံအတိုင်းပဲကျွန်တော်ကီနကီမတူညဲအတွက်ကတ်ကစားပါမယ်686 65 98 93 95 48 43 လေးငားတဲ့လေးငားတော့ကျွန်တော်မကြိုက်ဘူးเนาะကြိုက်ကျင်တဲ့ထိုးပေါ့ကျွန်တော်တော့မကြိုက်တော့အဲ့တော့အဲ့လိုမျိုးရပါတယ်တဲ့အဲ့မှာကျွန်တော်တို့ကဟိုဟာ master key တွေကိုပြောပါမယ်တဲ့ master key master key ကဘာရတယ်လဲဆိုရခါကျတော့6 9 8ရှစ်တမျိုးက6 9 8ရှစ်ရပါတယ်တဲ့။အောကောင်ကကျွန်တော်တို့ဗာလဲဆိုတဲ့အခါကျတော့9 3 9 3 8တဲ့ ဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့ကင်းနကီးရပါတယ်ကောင်းပြီအဲ့တော့ကျွန်တော်တို့ကဒီမှာ6ရှစ်လို့ဟာမျိုးကြည့်မယ်6ရှစ်6သုံးကြည့်မယ်ဆိုလေ6သုံး65ကြည့်မယ်ဆိုလေ65 6ရှစ်နော်နော်6သုံးနော်65ဟုတ်လားနောက်တကား4ရှစ်တခုကကျွန်တော်တို့ဒီမှာ8တွေတော့ထီတယ်ဒီမှာလည်း8တွေထီရဲ့4ရှစ်ကဟိုအပေါ်အောက်တော့မပြီးတော့ညာလေ4ရှစ်ကလည်းရတယ်နော်4သုံး4သုံးမှာဒီမှာ4ဒီမှာ3ဒီမှာ3ဒီတခုလွတ်တယ် နော်၄၅တော့ကျွန်တော်မကြိုက်ဘူးပယ်တယ်အမျိုးတို့ကြိုက်ရင်ထည့်ထိုးအဲ့တော့၄၃တခုကတော့ကျွန်တော်တို့ဒီမှာတခီးပဲမိတယ်အဲ့တော့ကျွန်တော်၄၃ကိုလည်းကျွန်တော်ကစဉ်းစားရတဲ့မှာမထည့်ဘူးဒါပေမဲ့အဲ့တော့ကျွန်တော်ကဘာနဲ့ပြောချင်းတလဲဆိုတဲ့အခါကျတော့ဘာနဲ့ပြောမလဲဆိုတဲ့အခါဘာနဲ့ရွေးထုတ်မလဲဆိုတဲ့အခါကျတော့၄ထိတ်လေးထိတ်ဆိုတာမနေ့ကကျွန်တော်၄၅လို့ကြာတယ်เนาะ၄ထိတ်လို့ကြာပြီးသွားရင်းနဲ့ဒါကျွန်တော်အများအမ်းနဲ့ကျွန်တော်ရရသက်ပံကတ်ထဲမှာလဲပါတယ်နီးပေါ့เนาะရသက်ပံကတ်မွေချင်းတဲ့လူတွေမွေရစီတဲ့လူတွေမှတ်လို့ရပါတယ်เนาะ၄ထိတ်လို့၄ထိတ်လို့ထွက်ပြီးသွားရင်းနဲ့နှစ် ခွန်အ၄ကိုဆိုတဲ့ဗရိတ်ကားတဲ့၃ရက်တွင်ထွက်ရပါမယ်တဲ့ဟုတ်ပြီအဲ့လိုပါပဲတဲ့၄ကိုကနှလုံးပေါင်း၄ငါးနှလုံးပေါင်းတော့ကိုတဲ့ကိုဗရိတ်တဲ့ကိုဗရိတ်လိုလာရင်လေတဲ့၄ကိုဗရိတ်ပေါ့နော်၄ကိုဗရိတ်လာရင်လည်း၄၄6ဆိုတဲ့ဗရိတ်၃ရက်တွင်မှထွက်ရပါမယ်တဲ့ဒီမှာဒါတွေလဲနော်ဒီ site မူတည်ရလဲအကုန်မှန်နေနော်ဒီမှာ၄ဟိုဟာ၄ကိုဗရိတ်ဟိုဟာ၄ကိုဗရိတ်ဆို၄ကို2 2 6ဆိုဒီမှာ6ဒီမှာနော် ဒီမှာကိုဟုတ်လားအဲ့လိုမျိုးဆင်းသွားတာပဲเนาะအဲ့တော့ဒီမှာတခါကိုပရိတ်ဆိုတာအဲ့လိုမျိုးပေါ့เนาะကျွန်တော်ရဲ့ဟိုရာသက်ပံကတ်တဲ့ဟာတွေကခုနပြောလို့ဟိုကဟိုဘာပဲဖြစ်ဖြစ်အများကြီးအားကိုးရပါတယ်เนาะကတ်ဝယ်ထားတဲ့လူတွေအတီးဆုံးပါဟုတ်လားအဲကတ်မွယ်လို့ကျင်းတဲ့လူတွေမဝယ်နိုင်တဲ့လူတွေကျွန်တော်ပြောသလိုပေါ့เนาะအဲ့ဟိုကကနန်းလေးတွေဟိုကိုပါကိုကျွန်တော်ပြောတဲ့ဟာလေးတွေလိုက်လိုက်ကူပါတယ်အဲ့တော့ကောင်းပြီကျွန်တော်ဒီမှာပရိတ်နှစ်ခုကတော့ လာပြီပရိတ်နှစ်ခုလာတဲ့မှာ9နဲ့6နဲ့ပဲ क्वे တယ်2 4ကအတူညီတယ်အဲ့တော့2 4ကိုပရိတ်နဲ့ပတ်သက်လို့ကျွန်တော်တို့ဒီမှာကြည့်မယ်ဆိုရင်4ပရိတ်5ပရိတ်เนาะ2ပရိတ်4ပရိတ်2ပရိတ်ဆိုပြီးတော့ဒီလိုမျိုးကျွန်တော်တို့9ခွဲ့ရတယ်ဒါ2 4 2 4ကိုဆိုတော့အာဆိုရင်ကျွန်တော်တို့ပရိတ်နှစ်ခုလုံးထိတယ်တကယ်လို့ဒါမှမဟုတ်လို့ဟာငါတို့ကတော့9ပရိတ်နဲ့6ခွန်ပရိတ်တို့ဘာလို့ကြိုက်တယ်ဆိုရင်เนาะဒီမှာကျွန်တော်6ရှင်းနဲ့4 3ပေါ့เนาะ6ရှင်းနဲ့4 3မှာကျွန်တော်က6ရှင်းကိုပို့ကြိုက်တယ်ပေါ့เนาะအဲ့တော့ ကျွန်တော်တို့ complaint အနေနဲ့ပဲပေးတယ်6ပရိတ်အနေနဲ့မပေးဘူးအဲ့တော့လေးတော့တော့ကျွန်တော်တိတ်မကြိုက်ဘူးအဲ့တော့ကိုရှစ်ကိုတော့ကျွန်တော်ကြိုက်တဲ့အတွက်ကိုရှစ်ကလေးတော့ကျွန်တော်ထည့်မယ်ထည့်မယ်ဆိုတဲ့အခါကျတော့6 6863 6863 65ဆိုပြီးကျွန်တော်အဲ့၄ကွက်ကိုအဲ၄၈ဆိုပြီးတော့เนาะကျွန်တော်အဲ့၄ကွက်ကိုကြိုက်နှစ်သက်ပါတယ်ဒါပေမဲ့ကျွန်တော်စဉ်းစားရမှာကကျွန်တော်တို့ကကျွန်တော်ရဲ့စဉ်းစားမှု အတိုင်းပေါ့နော်ကျွန်တော်ပြောချင်တာကတိချောက်တပြားကတနင်္လာအင်္ဂါမှာကျွန်တော်တို့ကမထွက်တာနှစ်ပတ်ကိုရှိပါပြီနော်ဟိုဟာ၃ဟိုဗုဒ္ဓနေ့မှာပြောသွားသွားထွက်တယ်နော်တနင်္လာနေ့အင်္ဂါမှာမထွက်ဘူးဒီတကာတော့ကျွန်တော်ကတော့ရှင်းရင်းပါမထွက်ချင်လဲထွက်ထွက်ချင်လဲနေကျွန်တော်ကတော့အဲ6တင်မှမထိရင်ကျွန်တော်မထိုးဘူးအဲ့လိုဆုံးဖြတ်ထားတဲ့ပိုင်းဖြတ်ထားတဲ့အတွက်ကျွန်တော်က6ရှင်းနဲ့63ကိုကျွန်တော်တင်ကနန်းအနေနဲ့ကစားပါမယ်။ဒါအမျိုးတို့လည်းကြိုက်ချင်းကစားပါကြိုက်ချင်းယူပါမကြိုက်ဘူးဆိုရင်တော့ကျွန်တော်ပြောနေကြထုံးကြံအတိုင်းပါပဲ အဲ့တော့ကျွန်တော်တို့ထုံးစံအတိုင်းပါပဲကီထိတ်ကိုယူကစားကစားကီကိုယူကစားကစားမာစတာကီကိုပဲယူကစားကစားပေါ့နော်အကြရာယူကစားနောက်ပြီးတော့ဒီမာစတာကီကလည်းကျွန်တော်တို့အပေါ်အောက်ကမပြီးသေးတာမပြီးတဲ့အပတ်တွေကများလာခဲ့တဲ့ခါမှာကျွန်တော်က63လို့68လို့ပို့ကြိုက်ချင်းဖြစ်တယ်နော်ဘာအပူအပေါ်အောက်လည်းဖြစ်တယ်နော်ပြီးခဲ့ပါကတပတ်လားနှစ်ပတ်လားပဲเนาะအပေါ်အောင်ကစားသွားတယ်အမမတော့ကစားတာကြီးအများကြီးပါပဲနောက်တစ်ခုကကျွန်တော်ပေးမဲ့ဟာကပေးနေကြထုံးစံအတိုင်းပါပဲကျွန်တော်အပေါ်တန်းအောက်တန်းလေးကျွန်တော်ပေးပါမယ်เนาะပေါ်တန်းအောက်တန်းကပြီးခဲ့ပါကဆိုရင် 5ချိန်တီတီထွက်သွားပါတယ်เนาะဒါကိုပါဟိုကျွန်တော်လင်းငါလင်းငါနှစ်ခါပြန်တဲ့အတွက်တစ်ချိန်တိုးသွားတဲ့အတွက်5ချိန်ဖြစ်သွားပါပြီเนาะအဲ့တော့ကျွန်တော်တို့အပေါ်တန်းအောက်တန်းလေးပေါ့เนาะအပေါ်တန်းအောက်တန်းလေးကိုကျွန်တော်ပေးပါမယ်အပေါ်တန်းအောက်တန်းလေးကဒီတစ်ပတ်အပေါ်တန်းအောက်တန်းကကြိုက်ချင်တဲ့ကြိုက်တဲ့လူယူဖို့အတွက်เนาะကျွန်တော်ပေးတာဟာလားပေါ်တန်းအောက်တန်းကအပေါ်တန်းကကျွန်တော်တို့ဗာရရဲဆိုတော့လေးနှစ်မမဆိုလို့နော် လေးနှစ်ခွန်တုံညာရတယ်လေးနှစ်ခွန်တုံညာရတယ်အောက်အောက်လိုင်းကကျွန်တော်တို့ဘာရတယ်လဲဆိုတဲ့အခါကျတော့အောက်လိုင်းကလေးကို6တစ်ပါတဲ့နော်လေးကို6တစ်တဲ့အဲ့တော့ကျွန်တော်တို့ဒီမှာပြန်ကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့ဒီကောင်နဲ့တော့လက်တော် မကိုက်ညီဘူးပေါ့နော်ဒီကောင်နဲ့တော့မကိုက်ညီဘူးဒါပေမဲ့ကျွန်တော်တို့ကနှစ်ခွန်တပြားအထီးရလဲတော့ဒါဟိုတောက်ကြံနေပျောက်ထားပြီပေါ့နော်ဒီကီးမှာတော့သွားမတိုက်ဆိုင်တော့ညာလဲဥပမာပေါ့၄နှစ်တို့၉နှစ်တို့၆နှစ်တို့၁နှစ်တို့နောက်တကား၄ခွန်တို့၆၉ခွန်တို့နောက်ပြီးတော့၆ခွန်တို့၁ခွန်တို့ဆိုတာကထိုးတင်နေပေါ့နော်ဘာဖြစ်လို့လဲနှစ်ခွန်တပြားကကျွန်တော်တို့ဟိုဟာတောက်ကြံဒီမှာမလာခဲ့ဘူးပေါ့နော်မလာခဲ့ဘူးအဲ့တော့ကျွန်တော်တို့ဒီမှာဟိုမှာနှစ်ခွန်တပြားနဲ့ ပတ်သက်လို့ပြောမယ်ဆိုရင်၄နှစ်ဆိုရင်ဒီမှာ၆ပြိတ်ရှိတယ်เนาะနောက်တကအဲ၂၉၂၉၂၄လေးထိုးထိုးမယ်နောက်က၂၉တော့မထိုးဘူး၂၆တော့မထိုးဘူးပေါ့ဗျာဥပမာ၂၁အာ sorry အဲ့လိုမထိုးတော့မဟုတ်နော်ဥပမာပေါ့2 2 4တို့2 6တို့2 6တို့2 1တို့ပေါ့နော်ဒီပြိတ်နဲ့ကိုင်းကြီးလာဆိုရင်2 4ဆိုရင်ဥပမာ6ပြိတ်အဲ့တော့က9ခွန်နဲ့ပတ်သက်လို့ခွန်4အဲခွန်9ပေါ့ခွန်9လို့ဟာမျိုး6ပြိတ်နော် နောက်ခွန်ကိုဥပမာဟာပေါ့နော်တော့ကခွန်ကိုပြီးသွားတဲ့အခါကျတော့ခွန်6ခွန်1ပေါ့နော်အဲ့လိုရှိတယ်အဲ့တော့ကျွန်တော်တို့ဥပမာထိုးမယ်ဆိုရင်နှစ်၄တို့ခွန်6တို့ကိုနည်းနည်းတင်ထိုးမယ်ပေါ့နော်ဒီမှာ6 6ပရိကလည်းရှိထားတဲ့အတွက်ပေါ့နော်အဲ့ဒါမျိုးလေးစဉ်းစားမယ်နောက်တစ်ခုကနှစ်၄နှစ်၄နဲ့ပတ်သက်လို့ကျွန်တော်က၄6၄6 6တိဆိုရင်ဒီမှာကျွန်တော်တို့ကသွားညီတယ်နော်ခွန်နဲ့ပတ်သက်လို့ဆိုရင်လည်းဒီလိုပဲနော်ခွန်နဲ့ပတ်သက်လို့ဒီကောင်းကြီးသွားညီတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကထိုးမယ်ဆိုရင်အဲ့ဒါမျိုးလေးထိုးလို့ရပါတယ်နော် ဒါကျွန်တော်ပြောပြတာပါမျိုးတို့ကြိုက်ချင်တဲ့ထိုးပေါ့နော်မကြိုက်ဘူးဆိုလည်းမထိုးနဲ့ဒါကျဒီအပေါ်တန်းအောက်တန်းလေးနဲ့ပတ်သက်လို့ပြောမယ်ဆိုရင်နော်ဒီမှာ၄၆၆ကိုဥပမာကျွန်တော်ထိတ်မူတည်မယ်ဆိုဒီခွန်ခွန်နှင်းနဲ့ကပ်မယ်ဆိုရင်တော့မှဒီ၄၆၆လည်းပတ်သက်မယ်ခွန်နှင်းလည်းပတ်သက်မယ်ဆိုရင်ဒီမှာ၄နှစ်တို့၄၄ခွန်တို့အဲဘာဘာနှစ်နှစ်၄ကိုတို့နှစ်ခွန်ခွန်ကိုတို့နောက်တစ်ခါနှစ်၆တို့ခွန်၆တို့ကဒါလေးကကျွန်တော်ထိုးလို့ ကောင်းတယ်ဗောနောထိုးလဲထိုးသိနေလို့ကျွန်တော်ထင်ပါတယ်ဒါဒီတန်းတမားတွေအတွက်ကိုကျွန်တော်ပြောခြင်းဖြစ်ပါတယ်ကဲအဲ့တော့ဒီကနေ့ကတော့ကျွန်တော်တင်ဆက်မှုလဲဒီလောက်ပဲဖြစ်ပါတယ်အားလုံးလဲသဘောကျမယ်ထင်ပါတယ်ဗျာเนาะအဲ့တော့ကျွန်တော်ပြောချင်တာကအမျိုးတို့အနေနဲ့အကြိုက်တွင်ယူပါအကြိုက်တွင်ယူပါနဲ့เนาะဘာပဲဖြစ်ဖြစ်တနည်းကျွန်တော်တော့အားလုံးပေါက်ဆေးခြင်းပါတယ်ကဲဒီကနေ့တော့ကျွန်တော်ဒီလောက်နဲ့ပဲကျွန်တော်တင်ဆက်မှုလေးကိုပေးသိမ်းပါမယ်ဗျာအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ ြည့်စုံပြီလျှင်အဖွဲ့နှစ်မှာလှလှပပရကြအောင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဗျာ